ကိုတနေ့ကမမချိုနဲ့တွေ့ခဲ့မမချိုကပြောရဲ့မမင်းနဲ့ဦးလေးထုံးတဲ့တဲ့နေရက်ွက်ထဲမှာပြက်နေရဲ့အဲ့နဲ့သူကရှက်တယ်တဲ့ဒီလိုဦးလေးပြားရဲ့အလုပ်မှာမိရမမင်းလုပ်လိုက်ပါလားဘောဝါဒနာပါလားဒီဝါဒနာပါတဲ့အလုပ်ကောဖြစ်မှာမို့လို့လားဟာဒီမောအလုပ်လည်းဖြစ်နေပြီလေဘာလို့ကျိုးသားပါဘူးပြောက်ကျိုးသားပါဘူးသူပြောတာဟုတ်တယ်သောကကြရအောင်ငါမပေါင်းနိုင်ဘူးသောကအောင်နေရင်လို့ချပီတန်နေပြခဲ့တာတော့

ပါသူဖြစ်ချင်တာဖြစ်ငါကြပြားမှာမပါဘူးဖေးအင်္ဂါကိုဖေးလို့မခေါ်နဲ့ငါနေဖေး Happy baby so don't doubt it go I'm there and I don't come in it go

ထိုးပြောတော့မှလေငါပြင်ပြီးလုပ်ပါလေတကယ်တော့လာကြည့်လို့ရတော့မှပဲရင်းနေရလို့ကြာပါတော့လေဖာသားနိုင်ငံသားသွားဖို့ပတ်စံမနေ့ပြန်ဆိုပေးရတော့မှအချင်ရဲ့ငါလည်းရဲ့ချမ်းမာရေးအတွက်နေအခုလို့ခုပြီးတာရန်ဝဲတာပါလေလာပုံရင်တော့အရေးမဆက်နိုင်ရင်တော့အတိုးလေးတော့တေချာဆက်ပြီးတော့ကျမကတော့စကားပြောရင်ပြက်တယ်စိတ်တော်မစိုးနဲ့ကျမစီကကျွေးရုံကပြုံပြုံပြန်တောင်းတော့မှမုံမုံတော့ဖြစ်စေချင်လို့ ပုံတည်လေးပြပါအဲ့ဒါတော့ဘာလို့ဖြူယူနော် အိမ်မှာလည်းလူတွေကရှုပ်ရှက်ကိုခတ်နေတာပဲကွာအေးကွာသူ့ကိုဝေတိုးကြီးစားကိုဘသူမှမတိုးထောင်လို့လိုက်လည်းမသိပါဘူးအေးကြည်ဒီမျိုးရိုးမဟုတ်ပါမဟုတ်နဲ့အခုလိုအတိုးပေးစားတော်တော်ရှက်ဖို့ကောင်းနေကွာဟဲ့ကောင်းလေးငြိမ်ပြီးနားထောင်နေလို့အကောင်းတော့မထင်လိုက်နဲ့နော်အကြိုက်မှသာအကြိုက်သူ့ပါဆိုငွေတိုးပေးစားမင်းတို့လည်းမဆိုင်လို့လေဖေးသူလုပ်တဲ့အလုပ်ကိုလည်းကြည်ုံနေသူများရှာထားတဲ့ပတ်စံကိုခေါင်းမဖြတ်တဲ့အလုပ်ဥပြတကယ်အလုပ်ကြီးဖေးရပြီးတော့ရက်ွက်ထဲမှာလည်းလေသူ့ကိုကင်မိုးလိုက်လိုက်တာစုံးနေရပဲနားနဲ့တော့မဆန့်တော့ ပြောကြပါလေစီကြိုက်သလိုပြောကြပါလေစီဒီမှာအကြိုင်ကငွေထုတ်ပေးစားတယ်ဆိုတာကအဆင်မပြေတဲ့လူတွေကိုတတင်ကအဆင်ပြေသွားအောင်လို့လုပ်ပေးနေတာဂုံလုံးယူဖို့ကောင်းတယ်ဖေရလည်းဗျာသူ့မှာလည်းအိမ်နဲ့ဝိုင်းနဲ့ရှိနေတာပဲသူအဲ့ဒီအလုပ်ကိုလုပ်ချင်သူ့အိမ်မှာပြန်လုပ်ဖို့ဘာလို့ဒီမှာလာလုပ်နေလဲကျွန်တော်တို့ကရှက်တယ်ဖေရဟာအဲ့ဟုတ်လေအကြိုင်ကသူ့ပတ်စံတဲ့သူအလုပ်လုပ်နေတာကွာမင်းတို့လို့မိဘဆန်တဲ့ကရတဲ့ပတ်စံနေနဲ့ ုံပြုံပြီးတော့အရက်တော့လိုက်ဖဲလိုက်လုံနေတာမဟုတ်ဘူးနော်ရှက်ချင်းရှက်မင်းတို့ကောင်ကြီးကရှက်ရမှာနားရဲ့ဖီးရလေးဗျာယောက်ျားလေးတို့ဘောကလောင်းကစားနေမကင်းတာဘာစားလို့ဘုံမစားမှုဆိုရင်လေမင်းတို့ကိုပိုင်ပတ်စံရအောင်ရှာလေဘွာရှာဖို့အဲ့တော့ကမင်းတို့ကြိုက်တာလုံရှာဟုတ်ပြီလားအဲ့ကောင်လေးရာကျုပ်စင်းကအရန်ကို꽌နေတာနော်ဟုတ်ဒီလိုကြည့်နေလုံရှာအောင် ။ရအောင်။အဖေပြောလေပြောချင်စရာကွာ။မင်းလည်းအတောက်စားလေးပါနည်းနည်းပါရှော့အောင်။ဟောဟေးရ။ငါအသုံးနဲ့တလားစားမင်းအသုံးနဲ့တပတ်စားတော့မရှိဘူးကွာ။ငါအသုံးစေးကမင်းအသုံးစေးနဲ့ရှင်းလဲပါမွားလေးပဲရှိတာ။မင်းစကားပြောကိုစင်ချင်ပြော။ပုံလူအပြစ်ပုံချဒီလူအပြစ်ပုံချလေ။မင်းကြီးတို့အကြီးဖြစ်ပြီးစံဆက်တော်ဦးစီးဦးဆောင်လုပ်နိုင်တာမဟုတ်ဘူး။ငါပဲဝုံဝံပါနေရတာ။ဟိုဒီဘောလာလာမဟုတ်တယ်မေ။ကျော်ရောရရသူကြတော့စီးရီးလေးဖြောက် ငါကြော်စီးနေနေကိုတော်တရားကြောက်တော့ တမီမေးပြောစရာရှိလို့ပြောလိမ့်မယ်ဟုတ်တမီးခုဝယ်ထားတဲ့အိမ်ကပြင်နေတာပြီးတော့မယ်ဆိုနောက်တစ်ပတ်ဆိုပြီးပြီးမင်းရဲ့တမီးလည်းတစ်ခါတည်းပြောင်းတော့မှာဗာလဲအမေကတစ်ခါလိုက်နေချင်လို့လားအမလေးတမီးရေညှိဖင်တဲ့အမေကဘယ်လိုလုပ်လိုက်နေလို့ရမှာတော့ မေကလည်းသုံးလေးရက်အလဲဆိုပြီးလာနေလို့ရပါတယ်။တမီးအဲ့အိမ်ကိုတမီးမပြောင်းမနေလို့မရောက်လားဟင်။အမေတို့နဲ့အတူဒီမှာပဲနေပါလား။ဟုတ်အဲ့အိမ်ကိုနိုင်ငံခြားတောင်းအောင်ငါစားလို့ရှင်လေ။ဒေါ်လာနဲ့ဈေးကောင်းရတယ်တဲ့တမီးရဲ့။တမီးရဲ့ဒီအိမ်မှာတမီးတို့ကိုလူလာရလို့ဘာလို့ရှိလို့လဲ။သူများလို့တာမလို့တာအမေမသိဘူး။အမေကတော့လေအမေတမီးနဲ့မြေးလေးနဲ့အမေမခွဲခြင်းဘူး။ဟုတ်ပြီးတော့ ။တမီးဖေကလည်းတမီးကိုနားလည်နေပြီလေ။အရင်လိုပြဿနာမှမလုပ်တော့ပဲတမီးရဲ့နော်။အမေကလည်းတမီးကငယ်တော့လည်းအွယ်လည်းမဟုတ်တော့။ပြီးတော့အိမ်ခွဲနေလို့ရတဲ့အနေထားလည်းဖြစ်နေပြီ။အဖေနဲ့မိနေကိုလည်းဒုက္ခမပေးချင်တော့။အမေတို့နဲ့ပဲဒီမှနေပါလားတမီးရဲ့။မချင်မနစ်တဲ့တူနဲ့တူတူနေရတဲ့ဒုက္ခတွေ ဲ့ဒီသမီးရဲ့အိမ်ဟာခေဖို့မီလို့တွေ့မြေတကောင်ရှိတောင်ရှိပဲတော့အမေတို့ကတမျိုးနဲ့လာနေပြီဆိုရင်သူကမြေနဲ့ကျိုးဆိုးနေမှာအေးပါသမီးရဲ့အမေတမီးရဲ့မြေတားနဲ့စိတ်တော့အမေနာ ။ဟင်းလေ။ကောင်းပြီ။မဟုတ်ရဘူး။မင်းရှိရင်လည်းမကောင်းဘူးလား။ဟင်းကမဟုတ်ပါဘူးနဲ။အဲ့ဒါပြောတာ။ဟိုတနေ့ကမမချိုနဲ့တွေ့ခဲ့။မမချိုကပြောရဲ။မမင်းနဲ့ဦးလေးထုံးတဲ့တဲ့င်းရက်ွက်ထဲမှာပြက်နေရဲ့။အဲ့နဲ့သူကရှက်တယ်တဲ့။မမင်းကသမီးလေးပြောစရာရှိတယ်။စိတ်တော့မဆိုးအောင်နော်။ အခုရောနာနဲ့ပတ်သက်ပြီးကျွမ်းကျင်ကိစ္စလည်းပြီးသွားပြီ။သူနဲ့ပတ်သက်တဲ့အကြောင်းဘာမှမရှိတော့ဘူး။